ယ်။မင်္ဂလာပါရှင်။ကျမကတော့ချချိုဆမ်းပါ။ DPP ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်။တကြောပြန်တိုက်ပွဲတွေကြောင့်နေရဆုံခွာလာခဲ့ရတဲ့ဘကိုးတိုင်းတောင်ကူမြို့နယ်ထဲကစစ်ပေးရှောင်းအိမ်အောင်စုတွေအတွက်အကူအညီတွေလိုအပ်နေတယ်လို့ရက်ဘက်အကူအညီရေးအဖွဲ့တွေကပြောပါရတယ်။ ပြီးခဲ့တဲ့မေလ20ရက်ကစပြီးရန်ကုန်မင်းကလေးအမြန်လမ်းသိမ်းတဲ့လမ်းဟောင်းကြားကဒေသတွေမှာစစ်ကောင်စီတပ်နဲ့တွန်လှည့်တပ်တွေနှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့တဲ့အတွက်ဒေသခံ900ကျော်တောင်ငူမြို့ပေါ်ကနေစစ်ပေးရှောင်လာကြတာလို့ဆိုပါတယ်ကိုကြီးအသင်းတွေဟာလက်ရှိမှာနေရဆွန့်ခွာလာသူတွေအတွက်ယာယီနေထိုင်ရေးပြင်ဆင်စရိတ်အဝတ်အထည်ဆောင်ချင်အောင်နဲ့ဈေးကူတရေးဈေးတွေလိုအပ်နေတယ်လို့စစ်ရှောင်းတွေကိုကုညီပေးနေသူကပြောပါတယ်စစ်ကောင်စီတပ်ဘက်ကလေကြောင်းပစ်ကူတွေနဲ့ပါတိုက်ခိုက်နေတဲ့အတွက် အမြလန်းသစ်မိုင်တိုင်140ခွန်မိုင်အနီးကစပားကြွယ်ရွာအပါဝင်ခြေရွာပေါင်း9ရွာထပ်မင်းကထွက်ပြေးလာကြတဲ့ဒေသခံတွေဟာတောင်ငူမြို့ပေါ်က ရွှေဟင်းသာဖျားဝွန်တောင်ငူချမ်းသာကြီးဖျားဝွန်တွေနဲ့ဖုန်ကြီးကျောင်းတွေမှာယာယီနေထိုင်နေကြရတယ်လို့သိရပါတယ်ရှင်။တနင်္သာရီတိုင်းမြိတ်မြို့မှာလမ်းပတ်ဆက်သွယ်ရေးအခြေအနေကြောင့်ပြီးခဲ့တဲ့2024ခုနှစ်ကလောက်ဒွေးရင်သေးကောင်းမရဘူးလို့ဒွေးရင်သေးရောက်ဝယ်လုပ်ကိုင်းသူတွေကပြောပါတယ်။ ပြီးခဲ့တဲ့2024ခုနှစ်ကဒွင်းသီးတလုံးအနည်းဆုံးဈေးကျပ်9000တန်းကိုအခုနှစ်ဒွင်းသီးရသည်မှာကျပ်3000လောက်ပဲရှိတော့တယ်လို့ဆိုပါတယ်ကလန်ကတကြံပီကလေးကသွာလာလို့အစင်မပြေတာဖြစ်ပြီးပြန်ဖွင့်နေတာဆယ်ရက်ရှိနေပေမဲ့တင်ပို့တဲ့ဒွေးသည်နဲ့ပတ်သက်ပြီးတာဝန်ယူပို့ဆောင်ပေးမှကုန်တွေကလက်ခံတဲ့အတွက်မတင်ပေးကြတော့ဘူးလို့ဒွေးသည်ရောက်ဝယ်လောက်ကိုင်းနေသူတယောက်ကပြောပါတယ် ရာသီပေါ်ဒွင်းသီးကြွေကြိမ်ဖြစ်တဲ့ဧပြီလကစပြီးပြည်တော်စုလမကြီးတို့ရှောက်မှတိုက်ပွဲတွေကြောင့်လမ်းပတ်ဆက်သွယ်ရေးအခက်အခဲဖြစ်ပြီးဒွင်းသီးအောင်ချနေသူတွေဟာတခြားဒေသကိုမတင်ပို့နိုင်တော့ဘူးလို့ဆိုပါတယ်။မြေမြုပ်ကနေအောင်ချနေတဲ့ဒွင်းသီးအများစုဟာကျွတ်စွမြို့နယ်ကတန်ကျုံးဘက်မှရှိတဲ့ဥယျာဉ်ခြံတွေကနေထွက်တာဖြစ်ပြီးတခြားဒေသတွေကိုမတင်ပို့နိုင်တဲ့အတွက်မြေမြုပ်မှာဒွင်းသီးများလာပြီးဈေးကောင်းမရတော့တာလို့ဒွင်းသီးရောက်ဝယ်လောက်ကိုင်းနေသူတွေက ပြောပါတယ်ရှင်။ ဖားကန့်ဒေတာကိုတက်လာတဲ့စစ်ကြောင်းဟာမြို့နယ်ဆယ်မိုင်ဝန်းကျင်အကွာကနတ်တိန်ရွာထိရောက်ရှိနေပြီး KIA နဲ့ပူးပေါင်းတပ်ဘက်ကလည်းလုံခင်ရဲရွာထက်ကရဲစခန်းတချို့ကိုဝင်တိုက်ခဲ့တာရှိတယ်လို့သတင်းရင်းမြစ်တွေကပြောပါတယ်။စိုးသူအောင်သတင်းပေးပို့ထားပါတယ်ရှင်။ကချင်ပြည်နယ်ဖားကန့်ဒေတာကနေရာအများစုကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကထိန်းချုပ်ထားရာကနေပြီးခဲ့တဲ့ April တတိယပတ်လောက်ကစလို့စစ်ကောင်စီတပ်တွေကအင်အားထောင်ချီသုံးပြီးတော့စစ်ကြောင်းထိုးလာတာပါ။ ါကြောင့်ပဲမေလာတတရအပတ်မှာတော့ဖာကန့်ကာမိုင်လန်အတိုင်းစစ်ကြောင်းထိုးလာတဲ့စစ်တပ်ဟာ KIA ထိန်းချုပ်ထားတဲ့နန်တင်းရွာအနာထိရောက်ရှိလာပြီး KIA ဘက်ကလည်းဂျားဖြတ်တိုက်တာကြောင့်နေတိုင်းနေပါတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။နောက်တင်ကနေတော့အမတူတဲ့ဘူးလို့ပြောတယ်ဖြစ်လို့ရှိတယ်တိုက်ပွဲလည်းဆက်ဖြစ်တယ်သူတို့ကလာကြိုတဲ့စစ်ကြောင်းတွေလည်းတိုက်ပွဲဖြစ်တယ်လို့ပြောတယ်။နောက်ဟိုလုံးလုံးခင်းမှာရဲစခန်းတစ်ခုကိုလည်း ်ခေတဲ့ဘုံပုံတပ်ဖွဲ့တွေပေါ့နော်ဘုံပြစ်လို့အနာမဒီမနေ့ဘုံနာရီလေးနာရီချင်းတော့ပါတိုက်ပွဲဖြစ်တယ်တဲ့အဲဒီနေ့နေ့လည်းပိုင်းကတော့တိုက်ပွဲဖြစ်တာတော့မကြားရသေးပါဘူးချင်းနေကတော့နေ့တိုင်းတိုက်ပွဲဖြစ်တယ်လို့ပြောလို့ရပါတယ်မေလ26ရက်နေ့မနက်ပိုင်း KIA နဲ့ပူပေါင်းတပ်တွေဝင်တိုက်ခဲ့တဲ့နေရာဟာလုံကင်းကျွော်မှာရှိတဲ့မြောက်ကုန်းရဲကင်းနဲ့ငိမ့်တာယာကရဲစခန်းပစ်ပြီးထိတွေ့ချိန်15မိနစ်လောက်ပဲရှိခဲ့တယ်လို့ဒေသခံကပြောပါတယ် မေလ26ရက်မနက်ပိုင်းထိဖားကန့်ဒေသမှာတိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ခဲ့တာရှိပေမဲ့မိုးရေရွာသွန်းနေတာကြောင့်ဒီကနေ့နေ့လယ်ပိုင်းအထိလေကြောင်းတိုက်ခိုက်တာမရှိသေးဘူးလို့ KAI ဘက်ကပြောပါတယ်လန်ဒိန်ကတော့ကိုကျော်ခဲ့ပြီဒီစစ်ကပေါ်ပေါ့နော်စစ်တက်ကတော့လန်ဒိန်ကနေကျော်ခဲ့ပြီဒါမှမဟုတ်မင်းရဲ့ညနေမှာကြားပြအဲဟွာပေါ့နော်လုခိရဲ့စခန်းမှာဝင်ကြည့်တဲ့ခါလေးပဲရှိတယ်လုခိရွာနာလေးမှာလုခိရွာနာလေးမှာဟို အဲ့လိုညတိုက်ပွဲတွေဖြစ်တာဆိုတော့ဒီနေ့တော့ပြည်သူလူထုကတော့ကိုယ့်အိမ်ထဲမှာကိုယ်နေကြတာလေးကလွယ်လို့ကျန်တာတူတူညီညီပါပဲပို့လက်ရှိဖားကမ်းမြို့ပေါ်မှာလုံခြုံရေးတင်းကျပ်တာမရှိပေမဲ့ဒေသခံတွေနဲ့ရွှေ့ပြောင်းလုပ်သားတွေကတော့မြို့ပေါ်အထီကိုတိုက်ပွဲတွေရောက်လာမှစိုးရိမ်နေကြပါတယ်။လက်ရှိအချိန်ထိကတော့ကာမိုင်းဘက်ကတက်လာတဲ့စစ်ကြောင်းကနန်သိန်းကိုရောက်နေတယ်လို့ဖားကမ်းဘက်အကြမ်းရမ်းချက်ဆက်ယုံနဲ့ကန့်စည်းပြူဟာကနေလာကြတဲ့စစ်ကောင်စီတပ်တွေဟာလည်း ဖားကမျိုးအဝင်ခွနမိုင်နာကိုရောက်နေပြီလို့ဒေသခံတချို့ကပြောပေမဲ့သက်ဆိုင်ရာအတဝန်ရှိသူတွေဘက်ကအတည်ပြုတာမရှိသေးပါဘူး။နောက်ထပ်စစ်မျက်နှာတစ်ခုပြတဲ့ဗမော်ဘက်မှလည်းတိုက်ပွဲဖြစ်တာရှိသလိုစစ်တပ်က လေကြောင်းတိုက်ခိုက်တာနဲ့ရိခါပစ္စည်းချပေးတာကိုနေတိုင်းဒီပါဆက်လုပ်နေတယ်လို့သိရပါဗျ။ကျွန်တော်စိုးသူအောင်ပါ။ ပါကစ္စတန်နိုင်ငံတောင်ပိုင်းပဉ္စတေတာမှာမေလ25ရက်ကပြင်းထန်တဲ့အပူလိုင်းတရက်ဆက်ရှိနေခဲ့ပြီးဘာဟာဝဲပါမြို့မှာအပူချိန်58ဒီဂရီစင်တီဂရိတ်အထိရောက်ခဲ့တယ်လို့ပါကစ္စတန်မိုးလေဝသဌာန PMD ကပြောပါရယ်အပူချိန်တွေဟာအခုပတ်မှပုံမှန်အစစ်ထက်9ဒီဂရီစင်တီဂရိတ်ကနေ9ဒီဂရီစင်တီဂရိတ်အထိဆက်ရှိနေနိုင်တယ်လို့ PMD ကသတိပေးထားပါရယ်မလိုအပ်တဲ့ပြင်ပလှုပ်ရှားမှုတွေကိုရှောင်ဖို့နဲ့ရစ်တက်ပြေဝနေစေဖို့အာဏာပိုင်တွေကဒေသခံတွေကိုကြံပြုထားပါရယ် အပူချိန်ကြောင့်မကြခဏဓာတ်အားပြတ်တောက်နေလို့နေစဉ်ဘဝတွေကိုဒုက္ခရောက်စေတယ်လို့ဒေတာခံတွေကညညွတ်နေကြပါတယ်။လျှက်စစ်ဓာတ်အားကိုထိမ့်သိမ်းဖို့ရည်ရွယ်စီစဉ်ပြီးဝန်ချွေတာဖို့လျှက်စစ်ဓာတ်အားပြတ်တောက်နေလို့ပါကစ္စတန်နိုင်ငံသားသမ္မတများစွာဟာနေစဉ်ဒီပါမိပြတ်တာကိုခံစားနေရပါတယ်ရှင်။ တရုတ်နိုင်ငံရဲ့ထိတ်တဲနီးပညာအချက်အချာဖြစ်တဲ့ရှန်ကျန်းမြို့က22ကြိမ်မြောက်တရုတ်နိုင်ငံတကာယဉ်ကျေးမှုလုပ်ငန်းပြပွဲမှာကားပြန့်တွေကိုဧည့်သည်တွေကအယုံဆိုင်ချီကျူးနေကြပါတယ်။ မျိုးပြအမြင့်နဲ့ရွေးရှားမှုရဲ့အနာဂတ်ကိုဒစိတစောင်းပြသပေးနေတာပါအခုနှစ်ပြပွဲမှာဆက်ရုပ် drone စမတ်မျက်မှန်စမတ်နှစ်ချက်တွေလိုနောက်ဆုံးထွက်ကုန်ပစ္စည်းတချို့ကိုပြည်တွင်းဤပညာကုမ္ပဏီ22ခုကပထမဆုံးအကြိမ်ဖြစ်ခင်းချင်းပြသခဲ့ပြီးညာရီတု AI ပြပွဲကိုမေလ22ရက်ကနေ26ရက်ထိကျင်းပခဲ့တာပါတီထွင်ဆက်သက်မှုတွေအထဲမှာပြည်တွင်းမှာတီထွင်ထားပြီးလက်စစ်ဒွန်ကန်အားစနစ်နဲ့မောင်းတဲ့ hybrid တောင်ပန်သုံးကားပြန်လဲပါပါတယ် တောင်လိုက်အတက်စင်းလုံနိုင်တဲ့အပြင်ထျောက်တဲ့အပျော်စီးပြန်တန်ဖို့အတွက်ဒီဇိုင်းထုတ်ထားပြီးကွမ်တမ်ဟောင်ကောင်မကာအိုပင်လယ်အော် area အတွင်းမြို့တွင်ခီးသွွားလိုအပ်ချက်တွေကိုဖြစ်စည်းပေးနိုင်မှုမျှော်လင့်ထားပါတယ်ခီးသည်တွေကကားပြန်ရဲ့အနာဂတ်ဒီဇိုင်းနဲ့ပုံမြန်ဆန်ပြီးပြောစရာကောင်းတဲ့ခီးအတွက်စွမ်းမတ်နေကြပါတယ်။ ရှန်ကျန်းဟာ2025ခုနှစ်မှာထောက်လုပ်မှုတန်ဖိုးယွမ်100ဘီလီယံကျော်အထိမျှော်မှန်းထားပြီးအမြင့်ပေနဲ့ခီးသွွားလုပ်ငန်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရဲ့ရှေ့တန်းမှာရှိနေပါတယ်ရှင်။ ဒီပပယုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချူချူဆက်ပါရှင်